မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match လ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဖားပေါ်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဗျူဟာဂုံးနဲ့တပ်ရဲစခန်းတွေကိုကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံတပ်မဟာ9ကဖိတ်ဆို့ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖာပေါ်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေစီကိုဝင်ထွက်သွားလာနေတဲ့လမ်းကြောင်းတွေကိုပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီးတော့ပိတ်ဆို့လိုက်တာဖြစ်တယ်လို့တမဟာ9ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမှုစောကလေတို့ကပြောကြားလာပါတယ်။အဲ့ဒီစစ်ကောင်စီတွေသွားလာနေတဲ့လမ်းကြောင်းနဲ့ရိတ်ခါလမ်းကြောင်းတွေကိုဝင်ရောက်ပိတ်ဆို့ထားလိုက်တဲ့စခန်းကိုဝင်တိုက်တာမျိုးတော့မရှိသေးဘူးလို့ဘုံမှုစောကလေတို့ကပြောပါတယ်။ဖာပေါ်မျိုးဟာ KNU တပ်မဟာ9စစ်စင်ရေးလှုပ်ရှားမှုနယ်မြေလဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းဖာပေါ်မျိုးစီကိုစစ်ကူတက်လာတဲ့စစ်ကောင်စီတက်တဲ့တပ်မဟာ9ချားမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ် တပ်စခန်းတွေကိုဝင်းရံပိတ်ဆို့ထားခံရတဲ့အချိန်မှာစစ်ကောင်စီဟာလေကြောင်းကနေပြီးတော့နေ့စဉ်ဤပါလာရောက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့လဲတပ်မဟာ9ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမှုစော့ကလေတို့ကပြောပါတယ်ဖဖို့မျိုးတွေကရက်ွက်တွေမှာလူတွေမနေကြတော့ဘူးအကုန်လုံးအပြင်ရောက်ကုန်ပြီလို့ဘုံမှုစော့ကလေတို့ကပြောပါတယ်ဖဖုံခရိုင်ထဲမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကစတင်ပြီးတော့စစ်ကောင်စီတပ်စခန်းတွေကိုဝင်းရံပိတ်ဆို့ထားရမှာမော်ဖူးဘျူဟာစခန်းအပါအဝင်တပ်စခန်း၃ခုကိုစစ်ကောင်စီကရုတ်သိမ်းဆုတ်ခွာသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းရွမ်ငံမြို့နယ်စစ်စည်းကုန်းကျေးရွာအနီးမှာအင်စည်းကားနဲ့လိုက်ပါလာတဲ့စစ်ကောင်စီတပ်သား၂ဦးကိုပြစ်ခတ်တိုက်ခဲ့ရာ၂ဦးစလုံးသေဆုံးသွားပြီးတော့တနက်နှက်လက်ကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၂၂ရက်နေ့မနက်၈နာရီခွဲအချိန်ကရွမ်ငံမြို့နယ်စစ်စည်းကုန်းကျေးရွာတောင်ပတ်ချမ်းကိုအင်စည်းကားနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားဒုတက်ချက်တအုပ်နဲ့ပြူစောတီတအုပ်ကိုပြစ်ခတ်တိုက်ခဲ့ရာ နှစ်ဦးစလုံးပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်တိတ်ဆုံးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ပြူစောထီးစီကနေပြီးတော့ AK47 တနက်တလက်ကပိုင်တနက်တလက်လက်ပြဘုံတလုံးနဲ့တခြားပစ္စည်းတွေကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်ဂျိုးဖြူတော်လိုင်းရဲတပ်ဖွဲ့ရွမ်ဂန် PDF JPRF ကရဲဘော်တွေကကြိုတင်ပြီးတော့တရင်ရရှိတဲ့အတွက်အသင့်ဆောင်ဆိုင်ပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်နေရင်ဂျားဖြတ်အကူညီတောင်းနေတာလေးတခုကတော့ကျွန်တော်ရဲ့ channel အသစ်ကလေးကို like and subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ အမြဲတမ်းတင်ဆက်ပေးနေကြ Revolut Burma Channel က warning ထိထားပြီးတော့ channel ကနေနေတဲ့အတွက်ကြောင့်အချိန်မရွေးပြတ်သွားနိုင်တဲ့အတွက်အခုပြသထားတဲ့ Revolut Burma News Channel ဆိုတဲ့ channel အသစ်ကလေးကို subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစီခင်ဗျာနာမည်ကတော့မပြောပါဘူးအနောက်က News Channel ဆိုတဲ့စလုံးလေးပဲပို့သွားတာပါရှာမတွေ့မှာမပူပါနဲ့အောက်က description မှာ channel အသစ်ကလေးရဲ့ link လေးကိုထည့်ပေးထားပါတယ်ခင်ဗျ subscribe လုပ်ပေးထားကြတဲ့လူကြီးမင်းများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းရွှေဘုံမြို့အမှတ်လေးရက်ကွက်အတွင်းမှာရှိတဲ့လက်ဖေးဆိုင်တဆိုင်မှာအကြမ်းဖက်စစ်ကောင်စီကခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးနန်းရွယ်ဦးခေါ်ကျွဲမကိုပြစ်ခတ်ရှင်းလင်းရာနေရာပါတွင်ပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ22ရက်နေ့မနက်10:00နာရီကျော်အချိန်ကရွှေဘုံမြို့အမှတ်လေးရက်ကွက်ပြည်တော်သားငါးလန်းထိပ်ရွှေလက်ပွားလက်ဖေးဆိုင်မှာထိုင်နေတဲ့အမှတ်လေးရက်ကွက်အုပ်ချုပ်ရေးမှူးနန်းရွယ်ဦးခေါ်ကျွဲမကိုဝင်ရောက်ပြစ်ခတ်ရှင်းလင်းရာနေရာပါတွင်ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်သူကမဘာသာခေါင်းဆောင်ပဲလော်ဘီထဲမှာအကြီးစား သူက၄ရက်กว่าအုပ်ကြီးနေတာကမယိုးကုန်းထဲမှာနေတာလက်နဲ့ကင်တော့အစစ်မှတ်ပြီးတော့ကျွန်တော်တို့လည်းမကက်ရဲဘူးជីတွေကတော့အစစ်ပါသူ့ကိုဖမ်းပြီးတော့ကျွန်တော်တို့ဘက်ကတနက်ကជីကုံသွားလို့သူ့တနက်နဲ့ယူပြတဲ့အချိန်မှာချက်ချက်နဲ့အဲ့ဒီကြောင့်မှအတူကြီးမှန်သိတာလို့ရွှေဘူအာမန်မျိုးပြပျောက်ကြားတဲ့ဖွဲ့ကတာဝန်ရှိသူတို့ကသတင်းပေးဖို့ပြောဆိုလာပါတယ်တေဆုံးသွားတဲ့အုပ်ကြီးစီကနေပြီးတော့ 5.56G 10တောင်း၉လုံးကြီး10တောင်းအမှတ်၄ရက်ကွက်အုပ်ချုပ်ရေးမှုဒစိတုံ2ခုမှတ်ပုံတင်အကြမ်းဖက်စစ်ကောင်စီကထုတ်ပေးထားတဲ့စစ်မှုထမ်းဖိတ်ခေါ်မှုလက်ကမ်းစာဆောင်နဲ့ ်ပင်စင်စားတွေကိုထုတ်ပေးတဲ့စာရွက်စာတမ်းဖိုင်တစ်ခုဖုန်းတစ်လုံးတနက်အတုတက်လက်နဲ့ဓမြောင်တစ်ချောင်းတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြက်ခတ်ရှင်းလင်းမှုကိုရွှေဘုံအာမန်မျိုးပြပျောက်ကြားတပ်ဖွဲ့နဲ့တင်ခအာမန်မျိုးပြပျောက်ကြားတပ်ဖွဲ့တွေကပူးပေါင်းပြီးတော့ဝင်းရောက်ရှင်းလင်းခဲ့တာဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့အထူးကမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်လုံးမြို့ပေါ်မှာကင်းလဲ့နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုပြစ်ခတ်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မက်လာ၂၂ရက်နေ့မနက်၆နာရီခွဲအချိန်မှာလောင်းလုံးမြို့ကာကြီးရက်ကွက်အတွင်းမှာရှိတဲ့မြို့တော်ခန်းမရှိကိုကင်းလှည့်ဖို့အတွက်ထွက်လာတဲ့စစ်ကောင်စီတပ်သား၅ဦးလိုက်ပါလာတဲ့ Vigo ကားကိုຫນွေဦးပြောက်ကြားတပ်ဖွဲ့ကအနီးကပြက်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာကားနောက်ပိုင်းမှာလိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးပွဲချင်းပြီးတေဆုံးခဲ့ပြီးတော့ကားကိုမရက်ပဲနဲ့မောင်းပြေးသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာတော်လိုင်းရဲဘော်တွေအထီးကိတ်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေကင်းလှည့်ဖို့ထွက်လာတဲ့အချိန်လောင်းလုံးမြို့ ကာကြီးရက်ကွက်မြို့တော်ခမ်းမရှိမှပြစ်ခတ်တိုက်ခိုက်ခဲ့တာတော်လိုင်းရဲဘော်တွေကတော့အထိကိမရှိဘူးစစ်ခွေးတွေကတော့ပြန်ပြီးတော့ရန်တမ်းပြစ်ခတ်တာတွေရှိတယ်လို့ຫນွေဦး Gorilla Force အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုခဲ့ပါတယ်ຫນွေဦး Gorilla Force အဖွဲ့ဟာအကြမ်းဖက်စစ်ကောင်စီကထုတ်ပြန်ထားတဲ့စစ်မှုမထမ်းမနေရဥပဒေကိုအသက်သွင်းနေပြီးအာဏာရှင်စနစ်တပ်ဆိုးရှေဖို့အတွက်ရည်ရွယ်လှုပ်ဆောင်နေတဲ့သူတွေကိုအားပေးအားမြောက်လုပ်နေတဲ့သူတွေကိုပြည်သူ့ကာကွယ်တပ်သားတွေအနေနဲ့ချွင်းချက်မရှိပြင်းပြထန်ထန်အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့မုံရွာ6ဦးလမ်းမိုက်မှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့စစ်ရင်တန်းကို၅ချိန်မိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား16ဦးသေဆုံးပြီးကားနှစ်စီးထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ20ရက်နေ့မှာသခိုင်းမြို့အမှတ်33ချင်းမြန်တပ်မဌာနချုပ်ကနေပြီးတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုထွက်ခွာလာတဲ့စစ်ကား၅စီးကိုမုံရွာ6ဦးလမ်းမိုက်မှာညနေ9:55မိနစ်အချိန်မှာတော်လိုက်တပ်ဖွဲ့တွေကပထမအကြိမ်မိုင်းလေးလုံးနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။ ညနေ9:58မိနစ်အချိန်မှာရှေ့ထွက်မိုင်း3လုံးနဲ့ဒုတိယအကြိမ်ထပ်မံပြီးတော့မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးညနေ6:00အချိန်မှာတော့ရှေ့ထွက်မိုင်း3လုံးနဲ့ထပ်မံပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့ည9:40မိနစ်အချိန်မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေပြီးတော့6ဦးဘက်ကိုပြန်လည်ထွက်ခွာလာတဲ့စစ်ကား၄စီးကိုမုံရွာ6ဦးလမ်းမိုက်မှာည10:30မိနစ်မှာမိုင်း၄လုံးနဲ့ပထမတစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတွေကထိုးရက်သွားပြီးတော့ညဆယ်နာရီစက်တမတ်နေ့အချိန်မှာမိုင်းလေးလုံးနဲ့ဆက်လက်ပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ကားနှက်စီတိမ်းမောက်ခဲ့ပြီးတော့ကရင်ကားတွေနဲ့လာရောက်တဲဆောင်သွားတယ်လို့သိရပါဗါးအဲ့ဒီတိုက်ခိုက်မှုတွေမှာအတွင်းသတင်းပေးပို့မှုတွေအရစစ်ခွေး16កောင်သေးတယ်ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းများတယ်လို့ Braveheart Army BHA တပ်ဖွဲ့ကတာဝန်ရှိသူတူကပြောပြလာပါတယ်၎င်းတိုက်ခိုက်မှုကို Braveheart Army BHA ကဥဆောင်ပြီးတော့ Chimney Fighter Group CFG အဖွဲ့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဆက်လက်ပြီးတော့အကြမ်းဖက်စစ်ကောင်စီကိုဆက်လက်တိုက်ခိုက်နိုင်ရေးအတွက်ပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူတွေအနေနဲ့ထောက်ပံ့ကူညီပေးကြဖို့ကိုလည်း Braveheart Army ကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ပဲခူးတိုင်းတောင်ကူမြို့နယ်မှာစစ်မှုထမ်းမှုအတွက်ရွေးချယ်ထားတဲ့စရဲပေါက်ကြားလာပြီးတဲ့နောက်မှာစရဲနဲ့မှာပါဝင်တဲ့လူငယ်အများပြားထွက်ပြေးတိမ်းရှောင်နေကြတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးရမယ်တောင်ကူမြို့ရက်ွက်ကျေးရွာအုပ်စုတချို့မှာရှိတဲ့စစ်မှုထမ်းမှုအတွက်ပါရှိတဲ့လူဦးရေစရဲလူမှုကွန်ရက်စာမျက်နှာပေါ်မှာမက်လ19ရက်နေ့ကပြန့်နှံ့ခဲ့ခြင်းဖြစ်တယ်လို့စစ်မှုထမ်းမှုအတွက်စရဲပါတဲ့လူငယ်တအုပ်ကပြန်လည်ပြောပြခဲ့ပါတယ်သူတို့စစ်ကောင်စီကခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှုကစရင်းတွေမပြောတော့ဘူးဗျအစကတော့နာမည်စရင်းရတဲ့အုပ်ကြီးတွေကလိုက်ပြောသေးတယ် အဲ့ဒီမှာနာမည်ပါတဲ့လူတွေကထွက်ပြေးလို့နောက်ပိုင်းမပြောပြတော့တာအခုစီးရင်တွေကလည်း online ပေါ်မှာပေါက်လာတော့နာမည်ပါတဲ့လူငယ်တွေအများစုကရှောင်ကုန်ကြတာပေါ့လို့၎င်းကပြောဆိုခဲ့ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစစ်မှုထမ်းဖို့အတွက်စည်ရဲမှာပါဝင်တဲ့လူငယ်တွေတဲကအပတ်စဉ်တင့်တင်တန်းတက်ရောက်ဖို့အတွက်နေအိမ်တွေကိုအချက်လက်တွေတောင်းယူနေတယ်လို့၁၉ရက်ကွက်မှာနေထိုင်တဲ့အသက်၄၀ရွယ်အမျိုးသမီးတူကပြောပြလာပါဗယ်မဲပေါက်လို့တဲ့အရင်ဦးဆုံးစစ်မှုထမ်းရမယ်ဆိုပြီးတော့အန်တီတို့ရဲ့ရက်ကွက်ထဲကိုအကြောင်းမကြားဘဲနဲ့ရောက်လာတယ် အရင်ဦးဆုံးတော့၄ယောက်လို့တော့ပြောတာပဲကလေးတွေမတွေ့တော့မိဘတွေကိုလက်မှတ်ထိုးခိုင်းထားတယ်တဲ့ပြန်ခေါ်ပေးလို့ပြောတယ်မခေါ်ပေးရင်အေးယူမယ်လို့လည်းပြောသွားတယ်လို့၎င်းကရှင်းပြခဲ့ပါတယ်ပြည်သူလူထုစံနာမှာပါပဲစစ်ကောင်စီကအတီးပြုတ်ပြထန်းထားတဲ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းပေးနေတဲ့အုပ်ချုပ်ရေးမှုတွေကိုသတိပေးစာထုတ်ပြန်ထားတယ်လို့မျိုးပြ UG ရဲဘော်တအူးကဆက်လက်ပြောပြခဲ့ပါတယ်ကျွန်တော်တို့သတိပေးစာထုတ်ထားပါတယ်အဲ့ဒါကိုမှရှေ့ဆက်တိုးပြီးတော့လူငယ်တွေကိုဖိအားပေးပြီးချင်းချောက်နေမယ်ဆိုရင် ကျွန်တော်တို့ကပြင်းပြင်းထန်ထန်အေးအေးသွားမှာပါတချို့အုပ်ချုပ်ရေးမှုတွေကိုစစ်တပ်ကခေါ်ထားတယ်လို့ကြားတယ်ကျွန်တော်တို့ကတော့ပြည်သူတွေတိုင်ကြားလာတဲ့အပေါ်မူတည်ပြီးတော့စောင့်ကြည့်ပြီးအေးအေးသွားမှာပါလို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့အင်းစိန်အချင်းထောင်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံဝန်ထမ်းမိသားစုတွေတဲကစစ်မှုထမ်းမှုအတွက်အပြိုလူပြိုစည်ရင်နဲ့မိခိုစည်ရင်တွေကိုလာဝကနဲ့စစ်ကောင်စီလက်အောက်ခံတွေကစည်ရင်လာရောက်ကောက်ယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အင်းစိန်အချင်းထောင်မှာလူမျိုးဝန်ထမ်းလိုင်းငန်းအပါအဝင်16ခုရှိပြီးတော့ဝန်ထမ်း300ကျော်ရှိတယ်လို့သိရပါတယ်။ဝန်ထမ်းမိသားစုတစုမှာလူမျိုးအပြိုမိခိုးအနည်းဆုံး2ဦးကနေပြီးတော့3ဦးအထိရှိကြတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက်မှာလက်အောက်ခံဝန်ထမ်းမိသားစုများစစ်ကောင်စီစိုးမိုးနယ်မြေအတွင်းထဲမှာရှိတဲ့ပြည်သူတွေတဲကအသက်16နှစ်ကနေ35နှစ်အတွင်းရှိတဲ့အမျိုးသားအမျိုးသမီးတွေကိုအတင်းအဓမ္မစစ်မှုထမ်းဖို့အတွက်စရဲကောက်ယူနေပြီးတော့ AP လာအတွင်းမှာအကောင့်ထဲပုံမဲလို့သိရပါတယ်။ ကျေးလက်ဒေသတွေမှာလည်းညာကြီးပိုင်းခရီးသွားတဲ့သူတွေကိုလည်းဖမ်းဆီးဆစ်ဆေးနေပြီးတော့စစ်မှုထမ်းမှုအတွက်အတင်းအဓမ္မဖမ်းဆီးနေမှုတွေရှိနေတယ်လို့သိရပါဗျ။ကျေးလက်ဒေသတချို့မှာစစ်ကောင်စီအုပ်စုကကျေးရွာအုပ်စုတစုကိုအပတ်စဉ်တက်အတွက်နှစ်ဦးမဲနိုင်ရွေးချယ်နေတယ်လို့သိရပါဗျ။နောက်ပိုင်းအပတ်စဉ်တွေမှာတော့နာမည်စီးရင်နေနဲ့ခေါ်ယူမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ